အာဆန်သင်းကချန်ပီယံဖိုင်နယ်ကိုတက်ဖို့အတွက်မျှော်လင့်ချက်ရှိပါသေးတယ်ဆိုတဲ့ Honori အာဆန်သင်းရဲ့ကတွင်တန်းစစ်ဇာမောင်ကြီးဖြစ်တဲ့ Honori ကချန်ပီယံပြန်ပွဲတွေမှာအာသင့်စီအားပြလာနိုင်မွေးတွေရှိနေတဲ့အကြောင်းထို့သဖြင့်ပြည်ရဲ့ရာသီမှာဆိုရင် PSG အသင်းဘာစီလိုနာအသင်းကိုဝေးခွင့်မှာနိုင်ယူပြီးတော့နောက်ဆက်ကိုတက်ပြခဲ့တာကိုထောက်ပြပြီးတော့အာဆန်အသင်းဘောလုဘက်ကိုရောင်းဖို့အတွက်မျှော်လင့်ချက်ရှိနေသေးတယ်လို့ဖွင့်ရပြောဆိုလိုက်ပါတယ်အာဆန်သင်းကတော့အင်္ဂွေအမရိတ်မှာ PSG အသင်းကိုတမ်ပလီယာဆော့ဘန်တွင်းကိုကြောင့်ရှုံးနေခဲ့ရပါတယ် ဒါကြောင့်မိခရီတာရဲ့အသင်းကပဲရစ်မှာမဖြစ်မနေအနိုင်ရဖို့လိုအပ်နေတာလည်းပဲဖြစ်ပါလိမ့်။ဒါပြင်မြင်းတင်ချန်ပီယံ PSG အသင်းကပြည်တဲ့ရာသီချန်ပီယံပြိုင်ပွဲမှာနောက်ဆုံးစားတဲ့အင်ကွင်းပွဲစဉ်နှစ်ပွဲစလုံးရှုံးနေခဲ့ပြီးဆီမီဖိုင်နယ်ကနေထွက်ခွာခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အဲဒီတော့က PSG အသင်းကဝါနာဖိုင်နယ်ပထမကြော့မှာပါစီလိုနာအသင်းကိုအင်ကွင်းမှာ3ဂိုး2ဂိုးနဲ့ရှုံးနေခဲ့ပေမယ့်ဒုတိယကြော့ပါစီလိုနာအသင်းရဲ့နှုတ်ကပ်မှာတော့ကန်လီယံမှာပေးရဲ့ဥဆောင်မှုနဲ့အတူ၄ဂိုးတကိုးဆိုတဲ့ရလနဲ့အာအသင်းဖွဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ါပေမဲ့ semi final မှာတော့နှစ်ကျော်စလုံးတကောကိုမရှိဆိုတဲ့ရလတ်တွေနဲ့ရှုံးနေခဲ့တာလည်းပဲဖြစ်ပါလေ။ Honorary ကတော့ကျွန်တော်တို့ဒုတိယကျော်ဂျမာသေးတယ်ဗျာ။ပထမကျော်မှာတော့ PSG အသင်းကအများကြီးတားတယ်လို့ကျွန်တော်မြင်ပါလေ။ Arsenal PSG အသင်းကိုနိုင်ရဖို့ဆိုလို့ရှိရင်အများကြီးပြောင်းလဲဖို့လိုပါလိမ့်မယ်။ဒါပေမဲ့ဘာတွေဖြစ်လာမလဲဆိုတော့ဘယ်သူမှတော့ကြိုမသိနိုင်ပါဘူး။ကျွန်တော်ပြီးခဲ့တဲ့ရာသီက PSD နဲ့ Barcelona ဘက်ကိုစဉ်းစားမိပါတယ်။လူတိုင်းကပွဲပြီးသွားပြီလို့ထင်ခဲ့ကြပေမဲ့သူတို့ဒုတိယကြော့မှာအသာလေးပြန်လည်နိုင်ခဲ့တယ်လေလို့ ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်။ဇလဘီယောအွန်နိုရီကဒမ်မဒီထပ်သွားတာနဲ့ BSD ကနည်းနည်းလေးပြန်ကြသွားပါတယ်။အာဆန်အသင်းတွေဖီးရပေးရတာပို့ပြီးတော့လွဲသွားပါတယ်။မဟုတ်လဲဆိုတော့ဒမ်မဒီကဘောလုံးလာမီတော့ဘူးလေ။ဒါပဲလည်းပဲဟုတ်ပါတယ်။ကျွန်တော်ပြောသလိုပါပဲဒီပွဲစဉ်ကမပြီးဆုံးသေးပါဘူး။ဘာမှမဆိုဖြစ်သွားနိုင်ပါသေးတယ်လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေ။ပြည်ထောင်မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ဒမ်မလီရဲ့တကောက်ကျော်ဒဏ်ရာကြောင့်လူစားလေးလေးခံရပေမဲ့လည်းဒုတိယကြော့အတွက်ကြံ့ခံမှုပြေးွားလာဖွယ်ရှိတယ်လို့ဆိုသွားတာလည်းပဲဖြစ်ပါလိမ့် ါပဲလည်းပဲအသင်းရဲ့နေပြဖြစ်တဲ့ Lewis Inery ကတော့အခုလောလောဆယ်တော့ကျွန်တော်မသိရှိရသေးပါဘူး။ဒါပဲလည်းပဲကျွန်တော်ပြောနိုင်တာကတော့ကျွန်တော်တို့အသင်းဟာတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းပါပဲ။ဒါမလီကစားနိုင်တော့ပို့ပြီးတော့ကောင်းတာပေါ့။ဒါပေမဲ့သူမကစားနိုင်ရင်တော့မှကျွန်တော်တို့ဟာတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းဆိုတော့ကိုမြင်ရမှာပါ။ဒါကတော့လောလောကိုသိကြပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဂျမလီကိုစားကျင်နေဆိုရင်တော့မိုင်းရက်တဲ့အသင်းကိုမလာပါနဲ့လို့ပွင့်မလင်းလင်းပဲဖွင့်ရပြောဆိုလိုက်တဲ့နေပြအာမော်ရင် နေပြည်တော်တွင်ကရွတ်တရအသင်းကိုပြောင်းရွှေ့ဖို့အတွက် Sporting Lisbon အသင်းရဲ့တက်စစ်စားမဗီဒါယိုဂိုရက်စ်ကိုညင်းပယ်လာနိုင်တဲ့အကြောင်းရင်းဖွင့်ရပြောဆိုလိုက်ပါလိမ့်။စီရင်တက်စစ်မှုယိုဂိုရက်စ်ဟာလက်ရှိဘောလုံးလောကမှာအကောင်အဆုံးတက်စစ်မှုတွေထဲကတစ်ယောက်ဖြစ်သတ်မှတ်ခြင်းခံထားသူလည်းပဲဖြစ်ပါလိမ့်။ပြီးတော့သူ့ကိုခေါ်ယူခြင်းနဲ့ဥရောပကလပ်တွေကလည်းအမြောင်များရှိနေတာလည်းပဲဖြစ်ပါလိမ့်။အဒရဆန်ကလည်းအယူရတဲ့စင်မွာလစ်ဘောမှာဇာရီကလာအတွင်း68ပွဲမှာ65ဂိုးအထိတွင်းယူထားနိုင်တာလည်းပဲဖြစ်ပါလိမ့် တူရီယာဒီမှာပြိုင်ပွဲအရရဲ့52ဂိုးအထိတောင်တွင်းယူပေးထားတာလည်းပဲဖြစ်ပါလေ။ Brighton ရဲ့ Coventry အသင်းရဲ့တိုင်းစစ်မှုအောင်ဟာ Lavender ရာဒီမှာအင်္ဂလန်ကိုပြန်ပြီးတော့ခြေချလာမယ်လို့ဒင်းနေပြင်းနေပြီးတော့ဆေးအောင်ပြတဲ့နေပြအာမိုရင်ရှိရာယူရက်ကလည်းသူရောက်လာတဲ့ကလပ်တွေထဲမှာပါဝင်နေတော့လည်းပဲဖြစ်ပါလေ။ဒါပေမဲ့လည်းယူရက်မှာ Premier League မှာဘေးစရာအဆင့်စလင်းနေရာမှာယက်တီနေတာလည်းပဲဖြစ်ပါလေ။ နေပြည်တော်ကယူကရက်စကိုခေါ်ယူရေးမှာဂျမနီဝင်ခွင့်ရရှိမှုကအရန်ကို ရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်လာဖို့ရှိနေကြောင်းအခုလိုဖွင့်ရပြောဆိုလိုက်ပါလိမ့်ပရမဇုံနေနဲ့ကျွန်တော်သူနဲ့စကားမပြောရသေးပါဘူးဒါပေမဲ့တကယ်လို့များကစားမတဦးကချန်ပီယံလိမှာကစားခြင်းလို့ယူရတဲ့အသင်းကိုကစားလာခြင်းနဲ့ဆိုရင်တော့လုံးဝမလာပါနဲ့ကျွန်တော်တို့ကယူရတဲ့ကိုကိုစားပြုခြင်းနဲ့သူကိုပဲလိုချင်ပါလိပြောင်းနေမှာစားခြင်းနဲ့သူမျိုးကိုအလိုမရှိပါဘူးလို့ပွင့်ပွင့်လင်းလင်းပဲဖွင့်ရပြောဆိုလိုက်တာလည်းပဲဖြစ်ပါလိမ့် ယောဂရက်စာစပေါ်နီလစ်မောအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်အတွင်းမှာစာချုပ်ဖြတ်သိမ်းကြီးဟာပေါင်သန်60အမေရိကန်ဒေါ်လာအဖြစ်စင်တော့80ခေါ်ယူနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားတာလည်းပဲဖြစ်ပါလိမ့်။ဆရာဘော်ရီကသတင်းစာရဲ့ဖော်ပြအချက်အရအခုလောလောဆယ်ယောဂရက်ကိုခေါ်ယူဖို့အတွက်ရေဘန်စာအစုံအသင်းဟာအာဆန်ရဲ့အသင်းဖြစ်နေတယ်လို့သိရှိရပါလိမ့်။2026ကဘာလပြိုင်ပွဲမှာတရားနဲ့6နှစ်အတွင်းပထမဆုံးအချိန်အဖြစ်အနီရောင်ဝစ်ဆုံဝစ်ဆင်လာဖို့ရှိတယ်။အာဆီ ။ရာသီလေးစဉ်အသင်းရောင်လာမယ့်ရောင်း26ကမ္ဘာ့လာပြိုင်ပွဲမှာ106နဲ့တပိုင်းအတွင်းပထမဆုံးချိန်ဖြစ်အနီရောင်ဝတ်စုံဝစ်စင်လာဖို့ရှိနေပါလိမ့်။မီဒီယာရီရဲ့ဖော်ပြချက်အရဘရာဇီးလေဝစီယန်အသင်းဟာဒုတိယဝစ်စုံရဲ့နေရာမှာနိုင်ဂီနီးယားမှာဘတ်စကတ်ဘောကနွေမိုင်ကယ်ဂျော်ဒန်ရဲ့ဂျာမန်လိုဂိုကိုအစားထိုးအသုံးပြုလာမယ်လို့သိရှိရပါတယ်။ဂျော်ဒန်ဘရာဇီး2026ဝေကွင်းဝစ်စုံမှာ69နှစ်မှာပရမဆုံးကျင်ဖြစ်အစင်လာကိုရိုက်ချိုးဝစ်စင်မှုဖြစ်လာမယ်လို့သိရှိရပါတယ်။ လက်ရှိချိန်မှာတော့ဘရာဇီးဝက်ဆင်လာမဲ့အနီရောက်ဝက်ဆုံပေါကြလာခြင်းတော့မရှိသေးပါဘူး။ဒါပေမဲ့အနီရောက်ကိုအခြေခံလာမယ်လို့ယုံကြည်ရပါတယ်။ဘရာဇီးတင်အောင်1938ခုနှစ်တွေတုန်းကဒုတိယဝက်ဆုံအဖြစ်အပြာရောင်ကိုဝက်ဆင်လာခဲ့တာလည်းပဲဖြစ်ပါတယ်။သူတို့က1958ကွာမလာမှာစတင်ပြီးတော့ဒုတိယဝက်ဆုံအဖြစ်အပြာရောင်ကိုအခိုင်အမာတုံးဆွဲလာခဲ့တာလည်းပဲဖြစ်ပါတယ်။ ။မောင်လုံးသမိုင်းမှာအမြင့်ဆုံးလယ်ဝင်းစဉ်အသင်းဖြစ်တဲ့ဘရာဇီးအသင်းဟာနောက်20ကျော်ကွာပလာမှာအဓိကဝင်ဆောင်အဖြစ်ရွှေရောင်ဝင်ဆောင်ကို၃လောင်းမှလည်းပဲဖြစ်ပါလိမ့်။လာကြည့်ချိန်မှာတော့ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့နောက်20ကျော်ကွာပလာမှာဝစ်စင်လာမဲ့ဝစ်စုံနဲ့ပတ်သက်ပြီးတော့အစုံတရာမဆုံးဖြတ်ရသေးကြောင်းဖွင့်ရပြောဆိုထားပါလိမ့်။ဂျော်နန်အောင်16ခုနှစ်လုံးကထူးတော့ဘရာဇီးဝစ်စုံထုတ်လို့ရောင်းချပြီးတော့2020ခုနှစ်လုံးက PSG အသင်းနဲ့လည်းလက်တွဲခဲ့ဘူးတာလည်းပဲဖြစ်ပါလိမ့်။ နေပေါင်း40ကျော်အတွင်းမှာပထမဆုံးအချိန်ဥရောပဖလားရရှိဖို့အတွက်မျှော်လင့်နေတဲ့တော်တန်ဟော့စပါဒေါ်လန်ဟော့စပါသည်ဟာနှစ်ပေါင်း40တနှစ်အတွင်းပြမဆုံးအချိန်ဥရောပဖလားရရှိဖို့အတွက်မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်ပါလိမ့်။နော်ဝေကလည်းဘောလုံးကလေးအသင်းရဲ့ယူဘာလိုက်ဆင်မီဖိုင်နယ်မှာ3ဂိုးတကူနဲ့အနိုင်ရရှိတဲ့စပါသည်ဟာဒုတိယကျော်ချန်ရှိနေသေးပေမယ့်ဘောလုံးဝက်တက်ဖို့အတွက်အခွင့်အရေးကကောင်းသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါလိမ့်။ စပါးဒီနေနဲ့ဝေးခွေမှာမြက်ခင်တူအကွင်အတွင်းကစားခဲ့ရပေမဲ့အနာရလည်းရရှိခဲ့တဲ့အတွက်ဝမ်းမြောက်မိပြီးယူပါလီမှာအချိန်နဲ့ဆိုးတွေကို ရင်ဆိုင်ပြီးတော့ကြော်ဖြတ်နိုင်ခဲ့တာဖြစ်ကြောင်းနေပြပိုစတီကိုလူကဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြပိုစတီကိုလူကတော့ဘရိမားလေးမှာရလဆိုးတွေကြောင့်ထုတ်ပယ်ခံရလို့နေပါဖြစ်နေတဲ့မန်နေဂျာလည်းပဲဖြစ်ပါလိမ့်။ယူဘလီဖလာသာရယူနိုင်မယ်ဆိုတော့အဲမှာဆက်ရှိဖို့တည်ကြသွားမှာလည်းပဲဖြစ်ပါလိမ့်။စပါတင်ကတော့ယူဘလီဘလူးပဲမှာပြည်တွင်းပြိုင်ပွဲ ဗိုင်းရတဲ့အသင်းနဲ့ရင်ဆိုင်ရဖို့ရှိပြီး1983 1984မှာယူဘလီဗလာရရှိပြီးနောက်ပိုင်းပရမဇုံအချိန်ဥရောပဗလာရယူနိုင်ဖို့လဲမျှော်လင့်ချက်ရှိလာခဲ့တာလည်းပဲဖြစ်ပါတယ်။ရော်ဒီနဲ့ဟာလန်တို့၄ချိန်ခန်းနေပြန်လို့နေပြီးလို့အတီးပြပြောဆိုလိုက်တဲ့နေပြောဂွာရီယိုလာမန်စီးတီးရဲ့နေပြောဂွာရီယိုလာကစပိန်ခွင်းနဲ့ဇာမရော်ဒူနဲ့နော်ဝေသင်းအတိုက်ဆက်ဇာမဟာလန်တို့ဟာ၄ချိန်ခန်းပြန်လို့နေပြီးလို့အတီးပြပြောဆိုလိုက်ပါတယ်။ 2024ဘလွန်ဒီယောစုရောက်ရှိခဲ့တဲ့လူတူယာဒူယိုဒန်ယာကြောင့်စတေမာလာကလေးကအနားယူခဲ့တာဖြစ်ပြီးဟာလန်ကတော့ချက်ချင်းဒန်ယာကြောင့်မတ်စတာမှာအနားယူခဲ့ရတာလည်းပဲဖြစ်ပါလေအခုကမ္ဘာ့ဇာမနှစ်အောင်ဆုံးဟာလေးကျင်းမှုတွေပြန်လို့နိုင်ပြီးဖြစ်ကြောင်းနေပြခွဲလာကအခုလိုပဲအတီဗီပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေအောင်လင်းနဲ့ရိုဒီရိုလေးကျင်းငန်းတွေပြန်လို့နိုင်တဲ့အတွက်ကျွန်တော်တကယ်ကိုကျေးဇူးအမိပါလေသူတို့ပြန်လဲဇာနိုင်ပြီလို့ဆီအောင်လေးကပြောပါလေလေကျင်းရေးအစီအစဉ်မှာရိုဒီရဲ့ခံစားမှုကောင်းဝင်နေပြီလို့လည်းပြောပါလေဒါမဲ့ကျွန်တော်တို့စောင့်ရပါအောင်မယ် ဒဏ်ရာပြန်ရသွားတာမျိုးမဖြစ်စေချင်ပါဘူး။ကျွန်တော်တို့အထူးဂရုစိုက်ဖို့လိုပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စီးရီးယားဝင်လံစားမရိုဒီတရားစီလုံးနှီးပါအနာပေးခဲ့ရခြင်းကြောင့်အခုရာသီမှာမန်စီးရီးအသင်းတို့ထိသွမ်းကြဆင်းခဲ့ရခြင်းဖြစ်ကြောင်းသုံးသပ်မှုတွေကလည်းရှိနေတာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ကတော့ရိုဒရီလင်းစတို့အသုံးပြုဖွဲမရှိသေးပေမဲ့ FA Blue ဘွဲမှာပါဝင်လာနိုင်ဖွဲရှိကြောင်းသိရှိရပါတယ်။ ။တပတ်မှလည်းအားလည်းအလမ်းမပါဝင်နိုင်တဲ့မန်စီအသင်းကနောက်ဆုံး6ပွဲမှာ9ပွဲနိုင်တပွဲတည်းကြောက်ရလာလည်းပဲဖြစ်ပါလိမ့်။မန်စီအသင်းကချန်ပီယံဝင်ခွင့်တေချာနိုင်စေဖို့အတွက်လက်ချံပွဲ၄ပွဲမှာနိုင်ပွဲရဖို့လိုအပ်ပြီးဒါစစ်ဇာမဟာလန်နဲ့ခွင့်လန်ဇာမရိုဒီတို့ပြန်လည်ကစားနိုင်တော့မှာပဲအသင်းတွေအားသာချက်ဖြစ်စေနိုင်မှာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘဲစံမြလို့ကိုစိတ်နှစ်ဖြာကျမ်းပါချမ်းသာကြပါစေခင်ဗျာ။